ကလေးမရနိုင်လို့ဝမ်းနေခဲ့ရကြောင်းရှင်ပွင့်လာခဲ့တဲ့မအီတောင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်မြန်မာနိုင်ငံကိုပြန်ရောက်လာပြီးဖြစ်တဲ့မအီတောင်ဟာအမှုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာပြီးပဲဖြစ်ပါတယ်မအီတောင်ဟာရွရွရှင်ရင်လေးနဲ့ပူရိသတွေအသေးဆွဲမင်းသမီးတစ်လက်နဲ့ဖြစ်ပါတယ်အလုပ်လဲစူးစမ်းပြီးပရိသတ်တွေအပေါ်မှာလည်းအလေးနက်ထားတာကြောင့်ပရိသတ်တွေအချစ်ပေါ်ကြတာဖြစ်ပါတယ်အမှုပညာဟာသူမရဲ့ဝတ္တနာဖြစ်ပြီးမအီတောင်အမှုပညာလောကထဲဝင်ရောက်လာတာကလည်းစေစုနှစ်နှစ်စုစာကိုကြော်ခဲ့ပြီးပဲဖြစ်ပါတယ် မအီတောင်ကအောင်မြင်ပြီးနောက်ပိုင်းမှာခရိုနီတတိတယောက်နဲ့လက်ထပ်လိုက်တာကြောင့်လေအမှုပညာလှူရှားမှုတွေတိတ်မလောက်ဖြစ်တော့ပေဘန်ကောက်မှာပြောင်းရွှေ့နေထိုင်နေရဖြစ်ပိုင်အချိန်အတော်ကြာအမှုပညာလုပ်ငန်းနဲ့အဆက်ပြတ်နေခဲ့ပေမဲ့လေသူမရဲ့ပြိသက်တွေကတော့သူမကိုချစ်စဲချစ်မြဲပဲဖြစ်ပိုင်အခုချိန်မှာတော့သူမဟာအမှုပညာအလုပ်တွေကိုဆက်လက်လုပ်ကင်သွားမှာဖြစ်ကြောင်းအတိပေးပြောပြလာခဲ့ပိုင်ဝမ်းနေစရာအဖြစ်အနေနဲ့လေရှင်သွေးလေးမရနိုင်ခဲ့လို့စေမကာဖြစ်ခဲ့တဲ့အကြောင်းကိုရှင်ဖွင့်ပြောပြလာခဲ့ပါတယ်။ မအီတောင်ရောသူ့အမျိုးသားကပါအသက်ကြီးနေကြပြီဖြစ်ပြီးတော့သူတို့အမေကိုဆက်ခံဖို့အတွက်မျိုးဆက်ကုန်လေးအရန်ကိုလိုချင်နေကြတာဖြစ်ပါတယ်။လုံခဲနှစ်လလောက်တုန်းကတော့ကိုဝင်ရှိရဲ့လက္ခဏာတွေပြနေရကြမှုကိုဝင်ရှိရဲ့ထင်ပြီးအရန်ကိုပြောသွားခဲ့ပေမဲ့လေဆရာဝန်နဲ့တွေ့ပြကြည့်မှသွေးသားအပြောင်းလဲဖြစ်တယ်ဆိုပြီးပြောလာခဲ့တာကြောင့်သူမအနေနဲ့အရန်ကိုစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ပြောလာခဲ့ပါတယ်။ကလေးကိုလိုချင်နေရဖြစ်ပြီးရမယ်လို့ထင်လိုက်ပြီးမှမျောလင်းချက်ရိုက်ချိုးခံလိုက်ရကြတဲ့ ပြန်တွေ့တိုင်းဝမ်းနေသလိုစိတ်မကောင်းလေးအတော်ဖြစ်တယ်ဆိုပြီးပြောလာခဲ့ပါတယ်။မအေးတောင်းဟာယောက်ျားရကံကောင်းသူတယောက်ဖြစ်ပြီးတော့လက်ရှိမှာလည်းချမ်းချမ်းသာသာနေရတာဖြစ်ပါတယ်။အမျိုးသားကလည်းမအေးတောင်းကိုချုပ်ချယ်တာမျိုးမရှိဘဲအားလုံးနားလည်စွာနဲ့လွတ်လွတ်လပ်လပ်နေခွင့်ပေးထားတာမျိုးတခါတလေကြရင်သူမအနေနဲ့လက်ထပ်ထားတာကိုတော့မိနေတယ်လို့ဆိုပါတယ်။အမျိုးသားသူမအပေါ်မှာလိုက်စုံမှုနေရာမျိုးလည်းမရှိသလိုကန့်သက်ထားတာမျိုးလည်းမရှိဘူးလို့ဆိုပါရင်ကလေးမရနိုင်သေးတဲ့အပေါ်မှာလည်း အမျိုးသားကနှစ်သိမ့်ပေးရလို့ဆိုလာခဲ့ပါတယ်။မအီတောင်းကတော့ဖြစ်နိုင်ရင်ကလေးလိုချင်တာဖြစ်ပြီးမရနိုင်သေးတော့လေဖြီသိမ့်နေရတယ်လို့ဆိုလာခဲ့ပါတယ်။ကလေးအကြောင်းမေးတဲ့အခါမှလည်းဝမ်းနေမိတယ်လို့ဆိုပါတယ်။သူမကကလေးချစ်တတ်တာကြောင့်လေကလေးယူဖို့ကတော့အမြဲတမ်းအစီအစဉ်ရှိနေတယ်လို့ဆိုပါတယ်။လက်ရှိလက်ခံထားတဲ့ဇကားကလည်းဆီယမနေရာကနေတရုတ်ဆောင်ရမှာဖြစ်ပြီးတော့ကလေးတွေနဲ့ထိတွေ့ရမှာဖြစ်တာကြောင့်အရန်ကိုပြောနေရလို့ဆိုပါတယ်။ အမျိုးသားလည်းသူ့အလုပ်တွေသူရှုပ်နေရဖြစ်ပြီးတော့မအီးတောင်းကလည်းကားတွေပြန်ရိုက်ကူဖို့ပြင်ဆင်နေရကြောင်းမအားလက်နိုင်ဘူးလို့ဆိုပါယမအီးတောင်းတို့လက်ထပ်ထားတာကလည်းနှစ်အတော်အတန်ကြာနေရဖြစ်ပြီးအခုချိန်ထိကလေးမရနိုင်သေးတဲ့အပေါ်မှာတော့တကယ်ကိုဝမ်းနေမိရဲ့လို့လဲဆိုပါယကလေးရကျင်နာကြောင့်လည်းဆရာဝန်တွေနဲ့သွားပြီးတိုင်ပင်ဆွေးနွေးနေပြီမဲ့အခုချိန်ထိတော့မျောလင်းချက်လေးမပြေဝသေးဘူးလို့ပြောလာခဲ့ပါယကိုဝင်လက္ခဏာတွေပြပြီးမှ ကလေးရှိနေရမဟုတ်ဘူးလို့တည်သွားတဲ့အချိန်မှာကလေးနဲ့ပတ်သက်ပြီးစိတ်တမ်းရာတွေတောင်ရရှိခဲ့တယ်လို့ပြောလာခဲ့ပါတယ်။သူများတွေကလေးတွေနဲ့ပျော်နေရမြင်တော့လေကလေးအရင်လိုချင်ပါတယ်လို့ဆိုပါတယ်။တကယ်တော့လေကလေးဆိုတာကိုနဲ့ထိုင်မှရတာမို့မထိုက်သေးလို့မရသေးရလို့တတ်မှတ်ပြီးဖြည့်သိမ့်နေရကြောင်းဝမ်းနည်းစွာနဲ့ပြောလာခဲ့ပါတယ်။ပရိသတ်တွေလည်းမအေးသာကလေးရဖို့အတွက်စူတန်စကားလေးပြောပြသွားခဲ့ကြပါအောင်ရှင်။